live လေးတစ်ခါလွင် ပစ္စည်း10မျိုးလောက်ပြပြီးရောင်းတယ်တော်တော်ပတ်စံမှတ်တဲ့မိန်းမ stock ကတိတ်မကြံတော့ပါဘူးเนาะကြိုတင်လည်းဟဲ့မိန်းမတခါခောက်ပြီးဝင်มาလို့ဘယ်နှခါပြောရမလဲမိန်းမလက်စမပါဘူးလားအန်ကဲအညီနဲ့ကတော့အန်ကဲအလုတ်ကပွာရှင်းပေးဖို့ဆိုပေမဲ့လို့မင်းတို့နှစ်ယောက်ထက်ကြီးတဲ့လူကြီးတယောက်နေနဲ့အန်ကဲအကြံပေးခြင်းတယ် ကလေးကအရွယ်မြောက်သေးတဲ့အတွက်ကြောင့်မိဖတွေအနေနဲ့ကွာရှင်းလိုက်မယ်ဆိုရင်ကလေးအတွက်ရမ်းခက်ခဲသွားလိမ့်မယ်။အင်္ဂပြောကလက်ခံပါတယ်။ဟိုဒါကြောင့်မို့အခုကွာရှင်းပြီးပြီမဲ့လဲအမရာလေး16နှစ်ပြည့်ရဲ့အထိတော့တိမ်နေတူနေသွားမှာပါ။ကွာရှင်းမှုကိစ္စလွယ်တဲ့ကိစ္စတော့မဟုတ်တော့ဘူး။ကွာရှင်းစာချုပ်မှာလက်မှတ်ထိုးလိုက်ရင် ပြီးတယ်ဆိုပေမဲ့မင်းတို့နှစ်ယောက်သဘောတူပြီးဆုံးဖြတ်ဖို့လိုတယ်ကျွန်တော်တကူကောင်းဆန်တဲ့မိဘတယောက်မဖြစ်ချင်ပါဘူးတမီးလေးကိုဒီဘွားရဲဆွဲခေါ်လာပြီးမှတော့အကောင်တကအကောင်ဆုံးနေပဲပေးချင်ပါတယ်တမီးလေးအရွယ်ရောက်ပြီးနားလေတော့မှပဲကျွန်တော်တို့ရဲ့ကွာရှင်းတဲ့ကိစ္စကိုရှေ့ဆက်ချင်ပါတယ်ရှင်ပြောတဲ့ပုံစံကကျွန်မတကူကောင်းဆန်တယ်ပေါ့စကားဆိုရင်ညင်ပြောစမ်းပါဟုတ်ကဲ့ပါအင်ကယ် ဟို question တော့တော့တမီလေးအရွယ်အောင်မှာပဲ question ပါမယ်။ဟိုဒါပေမဲ့ပိုင်ဆိုင်မှုတွေကိုတော့ခုနမနဲ့ကိုအရင်လွှဲလာပြစီ။ငါလည်းအလကားအနေနဲ့မင်းရဲ့ဆိုင်ကိုအရင်ရောမျက်ကောမယူပါဘူး။တိတ်ဆိတ်ပုံနေပါနဲ့။ကျမလည်းမပေးနိုင်ပါဘူး။နှစ်ဖူးကချွေချေမကြအောင်ရှာထားတာ။ငါလည်းမယူပါဘူး။မပေးနိုင်ပါဘူး။ယူမယ်လို့လည်းမပြောပါဘူး။ကဲ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 တော်ကြပါတော့ရံမဖြစ်ကြပါနဲ့တော့အဲ့တော့ခလေးအသက်16နှစ်ပြည့်ပြီမှပဲဒီကွာရှင်းတဲ့ကိစ္စကိုဆက်ပြီးတော့စီစဉ်ကြတာပေါ့နော် မိုးမြင့်ကြီးနဲ့တိတ်နေစေရောဆိုင်သွားပြီရုံသွားပြီအမရာကတော့ဒီနေ့လည်းနောက်ကြောက်မနေတူပါတယ်ဒေါ်လေးကြီးကြောင့်ဒေါ်လေးမသိတာမှတ်လို့ဘဏ္ဍာကသူ့အသိစိတ်နဲ့သူထားလို့လေငါတော့နှုတ်လိုက်ပါဦးမယ်ဟဲ့စားကြနော် င်းကသွားစားလေอืมဦးနှုတ်ကောင်းတယ်ပဲစားကြတာဦးနှုတ်ခါဆိုရင်စားပြီးရင်ခေါင်းကကရုံပဲခိုက်ပါစီကနေခွန့်ကြည့်တာစားနေခွန့်ကြည့်နော်ပါပါတော့ကြတော့လေးကဆင်းလာအောင်ပဲကိုမင်းအောင်သာတာနော်ဟာလေနင်းကခုတွဲနေတာတော်တော်ပင်ပန်းလာပြီလားနင်းကငါ့ကောင်မလေးဆိုတော့ငါတလောကောင်လုံးပြောလိုက်ချင်တာ ငါတော့မာယုံလို့ဆန်နိုင်မှာနေရောကိုကြီးကငါတို့မြောက်ကိုသဘောမတူဘူးလို့ပြောလို့ရှင်သူ့မဲ့ကိုဂလန်ကဆန်လုပ်ရဲလို့လားသမီးရဲ့အမြင်နောက်ကျတယ်သမီးကလည်းတကယ်ပဲသမီးညအဲ့ဒါနောက်ကျသွားလို့ပါဖွာလေးရအင်းအဲ့ဒါလည်းကြောက်အောင်နောက်ကျအောင်မယ်ကဲလာတယ်ဟဲ့ဆွမ်းမြေကြီးမြမွေးမောက်ကိုအောင်စားလေအများကြီးကြံတယ်ဘာစားမကောင်းလား ကောင်းတယ်အတော်လေးဟိုဝိတ်ချနေလို့လေဝင်းကအရင်စားကောင်းလို့အထက်မစားမိအောင်လို့ဝိတ်ချနေဟမ်နှစ်ခွန်းအောင်စားပြီးပါပြီငါခုနကတော့မှဟင်ဟတ်ထက်ပေးရသေးရဲ့လေအာဟုတ်တယ်အဲ့ဒါကြောင့်မစားမိအောင်နေကြတာဆိုနေမှာဩပြောပြီးတော့တမိစားရမလားဖလေဟင်ကိုနိုင်ထိုးရမယ်ဈေးမသွားသေးဘူးလားအော်အေးဟုတ်သားပဲ နေဖေကငါ့ကိုလေပစုံချက်ခိုင်းထားတယ်ဘာသာချက်မကျူလို့ကောက်နေအောင်မယ်ကဲသမီးဆဆမြန်ဆာဟောလေဈေးသွားလိုက်မယ်နော်ဆက်လုပ်လို့ရပြီเนาะဟဲ့အဲ့ဒါခလေးပြောမယ်စကားလားလို့အာအမေဒီကြောင်းသွားအောင်လားဟမ်ဘာလို့ နင်အเจ้าမတော်မနဲ့ဘာလို့မလို့လဲအိမ်မှာကြမ်းရှိပါတယ်ဟုတ်တယ်ဟိုကဒီမှာ network ခွင့်နော်ဆရာကြီးလက်မှတ်ပါဟုတ်ပြီဖြစ်ပြအောင် ောင်ပြောနေတာမတို့ရဲ့ရှမ်းကြီးလက်ဖက်အဖိုးကြီးတုတ်ကစိုက်ဆုံရှိပါတယ်เนาะဒီမှာစိုက်လက်ကလေးရဲ့အသေးလေးရဲ့စိုက်ကြီးရဲ့အချို့အဆက်နှမျိုးရှိပါတယ်เนาะဒါဆိုလို့ရှင်ခီးသွားရင်လည်းတဲဝါလို့ရပါတယ်ကျောင်းသူလေးတွေလည်းအဆင်ပြေပါတယ်ဒီမှာအဆက်ဆိုလို့ရှင်ရမ်းစားကောင်းတာလို့ချင်းဆက်ကလေးလေးရဲ့อืมအာ ဆက်ပြီးတော့ထိမိနေတာအများဆုံးလောက်ကောင်းပါတယ်။ချန်ဂျီလက်ဖက်အဖိုးကြီးတုတ်ကစိုက်ဆုံရှိပါတယ်နော်ဒီမှာစိုက်လက်ကလေးရဲ့အသေးလေးရဲ့စိုက်ကြီးရဲ့အချို့အဆက်နှမျိုးရှိပါတယ်နော်ဒါဆိုလို့ရှင်ခီးသွားရင်လည်းတဲဝါလို့ရပါတယ်။အကြောင်းသူလေးတွေလည်းအဆင်ပြေပါတယ်။ customer အစ်စ်တေကချက်ပေါက်မှာလိမ့်ဆက်နေဖုန်းနံပါတ်လေးပြပြီးမှာပေးပါနော်။ဒီချင်ဆက်လေးစားပြီးတော့လေဆန်နေပြီလေတောက်ကြီးအရန်ကောင်းတာပါပဲရှင်နော် live လေးတစ်ခါလွှင့်ပစ္စည်း10မျိုးလောက်ပြပြီးရောင်းတယ်တော်တော်ပတ်စံမှတ်တဲ့မိန်းမလား stock ကတိတ်မကြံတော့ပါဘူးเนาะจุนินလက်ဦးဟဲ့မင်းငါတကားခောက်ပြီးဝင်มาလို့ဘယ်နှခါပြောမလဲမင်းမလက်စစ်မပါဘူးလားကိုကြီးရတယ်ဗျာပြုတ်လေးကြံ့တယ်ဘာဖြစ်မဟုတ်တော့လို့လောက်လန့်လူပြိုလေးกว่าလူပြိုလေးဟိုကိုကြီးလိုချင်တဲ့ကမ်းဘက်ကဒီ site လာကျွန်တော်ချက်ကြည့်ပြောငါမှာတော့ဒီ site ဆိုမှာတော့ဒီ site ပဲပေါ့ကွာမင်းရလဲတောက်ကြံနေရကိုင်းနဲ့တွေ့ထားတဲ့ client ကတောက်ဆက်တွေ့လာတယ်သူတို့လိုချင်တဲ့ concept တွေကို email ပို့ထားတယ်အဲ့ချက်စစ်လိုက်အောင်အေးစစ်ကြည့်လိုက်မယ် ပြန်ဘာတိုင်းလုံနေလားသွားသေးလားဟင်အီးမေးကြည့်ရမယ်လေအဲ့ဒါမှဘိုင်ဆက်လို့ရမယ်ဆိုတော့ကြည့်ရမှာပေါ့ဟောငါစစ်ကြည့်လိုက်မယ်လို့ပြောနေရလေမင်းရလဲဟောပြန်ဒီနေ့အမရောဘယ်သူចောင်းជួមလဲតាជួមအောင်မလေဟာသူတို့ဘက်မှာလည်းနင်းစီရှိရတဲ့တန်းနဲ့ကွာဘာဖြစ်လို့ငါတို့ကပဲជួနေရလဲ